အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့အောင်မြေလမ်းကြောင်းစတင်ထိုးထွက်ရနေရာနဲ့ပတ်သက်ပြီးအကျိုးကျေးဇူးတွေအကြောင်းကိုမျှဝေတင်ဆက်ပေးလိုပါတယ်ပထမအဦးဆုံးအနေနဲ့ကတော့အောင်မြေလမ်းကြောင်းအသက်လမ်းကြောင်းနေစတင်ပြီးထောင်တက်နေခြင်းပဲဖြစ်ပါတယ်ဒီလိုထောင်တက်နေခဲ့မယ်ဆိုရင်လက္ခဏာရှင်ကအဲ့ဒီထောင်တက်လာတဲ့ထွက်ပေါ်လာတဲ့အသက်အပိုင်းခြားမှာအောင်မြင်မှုတိုးတက်မှုကိုရရှိတတ်ပါတယ်အသက်လမ်းပေါ်ကထွက်လာတဲ့အောင်မြေလမ်းကြောင်းကိုတချို့ကကံလမ်းကြောင်းနဲ့မာယွန်းတတ်ပါတယ်တကယ်တော့ဒါကကံလမ်းကြောင်းမဟုတ်ပါဘူးအောင်မြေလမ်းကြောင်းပဲဖြစ်ပါတယ် အသက်လမ်းပေါ်ကထွက်ပေါ်လာခြင်းဖြစ်ပါတယ်။အဲဒီကာလမှာမိမိအလိုရှိတဲ့စန္ဒတွေပြည့်မြောက်ပြီးထိတ်ဆုံးကိုရောက်ရှိမယ်။နံပါတ်၄ကတော့အင်္ဂါဂျူကိုအမဘော်ကထွက်လာတဲ့အောင်မြေလမ်းကြောင်းပဲဖြစ်ပါတယ်။အောင်မြေလမ်းကြောင်းဟာအင်္ဂါဂျူကိုအမဘော်ကထွက်ပေါ်လာခဲ့မယ်ဆိုရင်သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာအပြိုင်ဆိုင်တွေမနာလိုမှုတွေရှင်ပြိုင်တိုက်ခိုက်မှုတွေပြဿနာတွေကိုအမြဲလိုလိုကြုံတွေ့နေရမယ်။အဲ့ဒီအရာတွေအဲ့ဒီအကက်ခဲတွေစူးညောက်ကလုတ်တွေကိုတွန်းလန့်ဖယ်ရှားဖြိုဖျက်ကြော်ဖျက်နိုင်တဲ့တတိယအရေးချင်းကိုပိုင်ဆိုင်မယ် သူဟာခက်ခဲနေတဲ့ကြားထဲကပဲအောင်မြင်တိုးတက်မှုကို နောက်ဆုံးမှရရှိလာနိုင်ပါလိမ့်မယ်။နံပါတ်3ကတော့ညံလန်းချောင်းပေါ်ကအောင်မြင်လန်းချောင်းပဲဖြစ်ပါတယ်။ညံလန်းချောင်းမှာအောင်မြင်လန်းချောင်းကအစပြုပြီးထွက်ရှိလာခဲ့မယ်ဆိုရင်မိမိရဲ့ကိုယ်ပိုင်စိတ်ကူးစိတ်တန်းနဲ့ဉာဏ်ဉာဏ်သွေးတွေကြောင့်အောင်မြင်မှုကိုရရှိမယ်။တပါးသူရဲ့အကူအညီကိုအားမကိုဘဲနဲ့ကိုယ်တိုင်ရဲ့အားထုတ်ကြိုးပမ်းမှုတွေကြောင့်ပဲထိတ်တန်းအနေထားမျိုးကိုရရှိလာမယ်။လက္ခဏာရှင်ဟာဒုတိယအရွယ်မှာပဲအခက်အခဲတွေနေပါသွားပြီးထင်ပေါ်ကြော်ကြားမှုကိုရရှိပါလိမ့်မယ်။ ောက်ဆုံးအောင်မြင်လမ်းကြောင်းကတော့နှလုံးလမ်းကြောင်းပေါ်ကအောင်မြင်လမ်းကြောင်းပဲဖြစ်ပါတယ်နှလုံးလမ်းကြောင်းပေါ်မှာအောင်မြင်လမ်းကြောင်းထွက်ပေါ်လာခဲ့မယ်ဆိုရင်ထိုးသူဟာအသက်ကြီးပိုင်းမှာဘဝရဲ့ပျော်ရွှင်မှုကိုရရှိပိုင်ဆိုင်တတ်ကြပါတယ်ကြီးစဲဥစ္စာတိုးပွားခြင်းတန်ရိုးစဉ်ရှိသူရင်းနှီးတဲ့သူတွေအကူအညီတွေကိုရရှိခြင်းကြောင့်ပဲအဲ့ဒီအသက်ပိုင်းခြားမှာမိမိရဲ့စန္ဒတွေပြေဝလာမယ်အဲ့ဒီအသက်ပိုင်းခြားမှာပဲအောင်မြင်ကြော်ကြပြီးလူသိများလာတတ်ပါတယ်ဒါကတော့အောင်မြင်လမ်းကြောင်းနဲ့ပတ်သက်တဲ့တည်တဲ့ဘ ഹു သူတလေးတွေပဲဖြစ်ပါတယ် တင်းရက်လက်ကအောင်မြေလမ်းကြောင်းကရောဘယ်ကနေအစပြုပြီးထွက်ရှိလာပါသလဲတင်းရက်လက်ကိုပြန်ကြည့်လိုက်ပါနောက်တစ်မျက်ဝိပြမလက္ခဏာကတော့အမီခိုကင်းတဲ့ဘဝကံကြမ္မာလက္ခဏာပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါတင်းရက်လက်ဝါးပြင်မှာကံလမ်းကြောင်းကတင်းလာဂျူခုံကစတင်တက်လာတာကိုတွေ့ရပါတယ်ဒီလိုကံလမ်းကြောင်းပိုင်ဆိုင်တဲ့သူတွေဟာဘဝမှာကိုအားကိုကိုကွင်းရတယ်လို့ကိုစိတ်ကြောင့်ငယ်စဉ်ကနေစတင်ပြီးဘဝရည်ရွယ်ချက်ကိုရွေးချယ်ရမယ့်ကံကြမ္မာပါရှိသူတွေဖြစ်ပါတယ်သူများတက်ပဲနေရမစိုးရှေးရောက်နေတက်ပြီး စံအားလွန်ကောင်းတဲ့အတွက်လူချစ်လူခင်ပေါ်များတတ်ပါတယ်။ဘယ်နေရာမှာပဲကျင့်လဲနေပါစေသူတို့ကံရကို ထင်ပေါ်ကျော်ကြားလူသိများသူတွေဖြစ်ဘဝယက်တီရတတ်ပါတယ်။အများစုကကိုယ်စိတ်တိုင်းကျဘဝယက်တီမှုကိုရွေးချယ်ဖို့ကံအခွင့်ကြုံနေမယ်။မိသားစုကိုငဲတတ်ပြီးတော့တွေ့တာတတ်တဲ့အတွက်ကြောင့်ငယ်စဉ်ချိန်မှာမိဘသို့မဟုတ်မိသားစုအတွက်ပေးဆက်ကြရတတ်ပါတယ်။အသက်20နှစ်ကနေ38နှစ်အတွင်းမှာတော့ဘဝရဲ့ပြည့်စုံမှုတွေသူတို့ရဲ့ပင်ကိုရည်ရွယ်ချက်တွေအားလုံးကိုရရှိသွားမဲ့သူတွေဖြစ်ပါတယ်။ ကိုယ့်ရဲ့လက္ခဏာမှာဖြစ်စေကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဖြစ်စေလူချစ်လူခင်များလူသီးများပြီးဘာလို့လို့ထင်ပေါ်အောင်မြင်နေသူတွေရဲ့လက္ခဏာမှာဒီလိုကံလန်းချောင်းကိုတွေ့ရလေရှိပါတယ်ဒီလိုလူတွေအများစုဟာအမှုပညာစမ်းပါတယ်လို့ပရိသတ်လူအများနဲ့အတူပြုလုပ်ရတဲ့လုပ်ငန်းတွေ project တွေနဲ့ဝင်ငွေနဲ့အောင်မြင်မှုများစွာကိုရရှိတတ်ကြပါတယ်သူတို့ကိုသွားချုပ်ကင်လို့မရပါဘူးတစုံတစ်ခုခုကတင်းကျပ်တဲ့စီကံမျိုးလွမ်းမှုချင်လို့တဲ့စိတ်မျိုးနဲ့သူတို့ကိုအုပ်ချုပ်ပြီးတော့ပေါင်းသင်းဆက်ဆံမှာဆိုရင်အဲ့ဒီနေရာကနေ ချက်ချင်းထွက်ခွာသွားကြမဲ့သူတွေဖြစ်ပါတယ်။သူတို့ဟာစံလက်ကောင်းသလိုအများစုကညံကောင်းကြပြီးမှအတော်လေးပြင်းကြီးတက်ကြပါတယ်။သူတို့သာပြင်းကြီးတက်တဲ့စိတ်စိတ်ကူးယဉ်လုံးနဲ့စိတ်ကိုပယ်ဖြတ်နိုင်ခဲ့မယ်ဆိုရင်သူတို့လိုချင်တာလိုအပ်တာတွေကိုအချိန်တူတူနဲ့ရတတ်ပါတယ်။သူတို့ဟာအောင်မြင်တင်ရှားဖို့အတွက်ငွေရပါစံမျိုးမျိုးတက်မျိုးသူတို့ရဲ့တည်တည်အတိုင်းပါရှိကြတဲ့သူတွေဖြစ်ကြပါတယ်။ တင်းရင်လောက်ဝါပြင်းရဲ့လက်သကြွယ်အောက်မှာအောင်မြင်းလမ်းကြောင်းလို့ခေါ်တဲ့တောင်လိုက်မြင်းတစ်ခုဟာပါရှိနေခဲ့မယ်။အဲ့ဒီတောင်လိုက်မြင်းဟာလည်းနှက်ပြီးထင်ရှားနေမယ်ဆိုရင်ထိုသူတို့ဟာသူတို့ရဲ့ဘဝမှာထင်ထင်ရှားရှားနဲ့အောင်မြင်မှုတွေကိုရရှိနိုင်ပါလိမ့်မယ်။ဘဝမှာအကက်ခဲတဲ့ချို့ကိုရင်ဆိုင်ရတတ်ပြီးတော့အသက်ကြီးပိုင်းမှတည်တည်တသာအဆင်ပြေလာမယ်အောင်မြင်လာမယ်။စီးပွားရေးတွေမှာလည်းကိုယ်ပိုင်လုပ်ငန်းလုပ်ကင်နေတဲ့သူဆိုရင်အရန်ကောင်းပါလေ။စီးပွားရေးမှာတည်တည်တသာနဲ့အောင်မြင်နိုင်မယ်။ ဘဝဟာတစားစားနဲ့တိတာစွာအစဉ်ပြေအောင်မြင်မယ်အစဉ်ပြေမှုကိုလည်းတဖြည်းဖြည်းရရှိလာမယ်အဓိကအနေနဲ့ဒီအမတ်သားဟာကိုယ့်ရဲ့လှုပ်ဆောင်မှုအပေါ်မူတည်ပါတယ်ကိုယ့်ရဲ့လှုပ်ဆောင်မှုတွေကြောင့်ပဲဘဝမှာအောင်မြင်မှုတွေရရှိလာပါလိမ့်မယ်ဒါပေမဲ့တခုတတိထားရမှာကတော့ဒီလိုအမတ်သားပါဖို့လိုတယ်လမ်းဟာလည်းထင်ရှားနေရမယ်နှက်ရှိုင်းနေရမယ်အပြတ်တွေအနာအဆာတွေဥပက်မြင်းတွေမရှိဘူးတော့လိုအပ်ပါတယ်ဒါမှပဲအောင်မြင်တိုးတက်မှုကိုသေချာရရှိမှာဖြစ်ပါတယ် နောက်တစ်ခုကတော့ကံလန်းချောင်းပေါ်ကနေထောင်တက်နေတဲ့လမ်းခွဲလေးတွေပဲဖြစ်ပါတယ်။ဒီလိုလမ်းခွဲလေးတွေပါရှိလာခဲ့မယ်ဆိုရင်အလွန်ကောင်းပါတယ်။သူသူဟာကံအထောက်အကူရရှိပါလိမ့်မယ်။ကံရဲ့အထောက်ပံ့ကောင်းတွေကိုလည်းရရှိနိုင်မယ်။ကံရဲ့အကူအညီတွေကိုလည်းရရှိနိုင်မယ်။အသင့်အတင့်အခြေအနေနဲ့အစဉ်ပြေမှုကိုရရှိနိုင်ပါလိမ့်မယ်။ကူညီမဲ့သူတွေထောက်ပံ့ပေးမဲ့သူတွေပေါ်ပေါက်မယ်ရရှိမယ်။ငွေကြေးပိုင်းအထိကံကထောက်ကူပေးနိုင်ပါတယ်။ငွေဝင်မယ်ငွေတွေ စုဆောင်းနိုင်မယ်။ ဘဝမှာကံရဲ့မျက်နှာသာပေးမှုကိုလက္ခဏာရှင်ရရှိနိုင်မယ်လို့ဒီမှတ်သားလေးတွေကပြပေးနေပါတယ်။နောက်ပြီးသင်ကစီးပွားရေးတွေမှာယင်းဒီမြုံနှံထားမယ်ဆိုရင်အဲ့ဒီအရာတွေကနေအကျိုးမြတ်ရရှိစေနိုင်ပါတယ်။နောက်ဆုံးတစ်ခုကတော့အိမ်တော်ကြီးလမ်းကြောင်းအကြောင်းပဲဖြစ်ပါတယ်။ ပုံမှန်ပြထားသလိုမျိုးမုတ်ဟုဂျိုကိုမှာအေတောင်ကြီးလမ်းကြောင်းဟာတကြောင်တည်းတည်ရှိနေမယ်ဆိုရင်ဒိုသူဟာမိမိနဲ့သွေးသားမတော်ဆက်တဲ့သူတဦးအပေါ်မှာတန်ရောစင်တွေ့တာပြီးတော့တသက်တာပတ်လုံးသစ္စာကိုဦးထိတ်ထားပြီးမဖောက်မပြန်နောင်ကျိုးတွေ့တာမှုတွေရှိတတ်ပါတယ်။ဒီလိုလူမျိုးတွေဟာအေတောင်ဘက်တဦးထဲအပေါ်မှာပဲတန်ရောစင်ရှိတတ်ပါတယ်။ဒါကြောင့်သင်ကသစ္စာရှိတဲ့အေတောင်ဘက်ကိုအလိုရှိတဲ့ဆိုရင်ဒီလိုဘုဒ္ဓဂျိုကုံတက်မှာအေတောင်ကြီးလမ်းကြောင်းတကြောင်တည်းပါရှိနေတဲ့သူကိုပဲရွေးချယ်သင်ပါတယ်။ ပုံမှန်ပြထားတဲ့လက်ဝါးပြင်မှာလက်သကြွေအောက်မှာငါးရုပ်ပါပါတယ်ဒီငါးရုပ်ကိုငွေငါးရုပ်လို့လည်းခေါ်ကြပါတယ်အကယ်၍သင်ရဲ့လက်မှာပုံမှန်ပြထားသလိုမျိုးလက်ဝါးပြင်ရဲ့လက်သကြွေအောက်မှာငွေငါးရုပ်ပါလာခဲ့မယ်ဆိုရင်သင်ဟာငွေဝင်ငွေကန်တွေကောင်းခြင်းမကြာခဏဆိုသလိုမျိုးငွေတွေရရှိတတ်ခြင်းငွေအမြောက်များရရှိတတ်ခြင်းနဲ့အကြောင်းမျိုးမျိုးနဲ့ငွေရနိုင်ခြင်းတွေကိုပြပါတယ်ဒီလိုမှတ်သားပါလာခဲ့မယ်ဆိုရင်သင်ရကံလန်းကိုလည်းကြည့်ရပါမယ် တင်ဟာဒီလိုငွေတွေရနိုင်ပြီလားမရနိုင်ဘူးလားဆိုတာကိုကံလန်းမကြီးကပြပေးနေပါတယ်။ကံလန်းကအားသာမယ်ဆိုရင်တော့ဒီငွေတွေအတွက်ကောင်းပါတယ်။ရရှိဖို့ကလည်းအဲ့ဒီကံလန်းကောင်းနေတဲ့အသက်ရွယ်ပိုင်းတွေမှာရရှိပါလိမ့်မယ်။နောက်တစ်ခုကတော့အမွေနစ်တန်ဖိုးကိုပြပေးနေပါတယ်။အမွေနစ်ကံပါရှိတတ်ကြပါတယ်။အမွေတွေရရှိတတ်ကြပါတယ်။အဓိကအားကောင်းတာကတော့ငွေရတဲ့ကံငွေကံနဲ့အမွေနစ်ကံတွေဖြစ်ပါတယ်။ ဒီလိုအကျိုးတွေရရှိဖို့ကလည်းငါးယုတ်ကပြည်ပြင်ပြတ်သားနေဖို့လိုပါတယ်။ကံလန်းလည်းအာကောင်းဖို့လိုအပ်ပါတယ်။ဒါဆိုရင်တော့သူ့ရဲ့အကျိုးတွေကိုခံစားရရှိမှဖြစ်ပါတယ်။နောက်တစ်ခုကလည်းလက်သကျွယ်အောက်မှာပဲဖြစ်ပါတယ်။ဘွေလေးတစ်ခုဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့ဘွေကိုကြည့်ပါ။လက်သကျွယ်အောက်တနင်္ဂနွေဂျူကုံအောက်နားလေးမှာပုံမှန်ပြထားတဲ့အတိုင်းကျူးဘွေလေးပါလာခဲ့မယ်ဆိုရင်ထိုသူတို့ဟာမန်ကန်နဲ့လမ်းကိုပဲအဓိကအားပြုလှုပ်ဆောင်တက်ကြတဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့စဉ်းစားနိုင်စွမ်းကလည်းအများထက်ပိုပြီးကောင်းမွန်ကြပါတယ်။အသိဉာဏ်နဲ့အရာရာကိုသုံးသပ်နေတတ်သူမျိုးလည်းဖြစ်ကြပါတယ်။သူတို့ဟာအလုပ်ပေါ်လည်းတာဝန်ကျအောင်လှုပ်ဆောင်တတ်ကြပါတယ်။သူတို့ဟာဝန်ထမ်းလုပ်မယ်ဆိုရင်လည်းအများကလေးစားအတူယူရလောက်အောင်ကိုအလုပ်ပေါ်မှာသစ္စာတရားကြီးမားစွာနဲ့လုပ်ကင်တတ်ကြပါတယ်။ဦးဆောင်ရတဲ့သူတွေခေါင်းဆောင်ကောင်းတွေဖြစ်စေတတ်ပါတယ်။အဓိကကတော့ဒီလိုဝင်မျိုးပါလာတဲ့သူတွေဟာလူမှန်တွေဖြစ်ကြပါတယ်။ မတရားတာကိုသဘောမကျတတ်ပဲနဲ့လူကြီးလူကောင်းဆန်စွာဖြေရှင်းပေးတတ်ကြပါတယ်။တာဝန်တစ်ခုကိုလည်းကြေပွန်အောင်လှုပ်ဆောင်နိုင်ကြတဲ့သူတွေဖြစ်ကြပါတယ်။ဂျုံကိုဝီပြောရမယ်ဆိုရင်တော့ဒီလိုဘွေမျိုးကိုပိုင်ဆိုင်ကြတဲ့သူတွေဟာကံကောင်းတယ်လို့ပြောလို့ရပါတယ်။သင်ရလက်မှာကောဝီငါးယုံနဲ့ဒီလိုဘွေမျိုးတွေပါရှိပါသလား။သင်ရလက်ကိုပြန်ကြည့်လိုက်ပါ။အကယ်၍တစ်ဖက်ထဲပါလာခဲ့မယ်ဆိုရင်တော့သူ့ရဲ့အကျိုးတွေကိုခံစားရရှိနိုင်ပါတယ်။ဒီကနေ့လက္ခဏာဘုသူတလေးကတော့ဒီလောက်ပါပဲ။အားလုံးရှင်လန်းချမ်းမြေ့နိုင်ကြပါစေခင်ဗျာ။